United ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာမကြတော့မဲ့ဘောနော်ဒါနာယီနာယီအပိုင်းခြားအတွင်မှာပဲကျွန်တော်တို့ဒါမြန်မာနိုင်ငံသား Joshua Van ရဲ့ UFC Flyweight Dan Champion ကပတ်လူပွဲကြီးကိုရကြည့်ရှုကြတော့မှာဖြစ်တယ်အဲ့ဒီအတွက်လည်းဒါရင်ကုန်စိတ်လို့ရှားနေမယ်လို့ထင်တယ်ဘောနော်ကျွန်တော်အခုဒီဗီဒီယိုလေးကိုပြုလုပ်ပေးတာကတော့ဒါ Joshua Van ပွဲကိုဗျာဘယ်ကနေပြီးကြည့်လို့ရမလဲဘောနော်ဒီလိုမျိုးမတိသေးတဲ့သူတွေအတွက်တီအောင်လို့ဘောနော်လွယ်လွယ်ကူကူကြည့်လို့ရအောင်လို့ကျွန်တော်ကြည့်နေကြနေရာလေးတွေကိုဒါညွှန်ပေးမှာဖြစ်ပါတယ် ဆိုတော့ပေါ့အဲအချိန်လေးကိုအရင်ပြောလိုက်မယ်ပေါ့နော်ကျွန်တော်တို့ဒါဂျော်ရှူအာဘန်ပွဲကအဲဒီကျင်းပတဲ့ပေါ့နော် UFC 323ရဲ့ဒါဒုတိယကောင်ပွဲဖြစ်တယ်ဒုတိယကောင်ပွဲဖြစ်တဲ့အတွက်7နှစ်ဝင်းကျင်လောက်မှလာမယ်လို့ခန့်မှန်းထားတယ်ပေါ့နော်ဆိုတော့အဲ7နှစ်လောက်တည်းရန် DBC မှာထိုင်းနေရတော့အကောင်းဆုံးပါဟိုကိုက7နှစ်လောက်ရောက်ရင် DB တခါဖွင့်ကြည့်လိုက်ပြဖွင့်ကြည့်လိုက်လို့အဲ့ဒီမှာဘယ်ပွဲလာနေလဲပေါ့နော်ဂျော်ရှူအာဘန်ဂျော်ရှူအာဘန်တို့ပွဲမလာသေးဘူးဆိုရင်တောင်မှသူတို့ရှေ့မှာဒါ အဲဘရန်နမိုရီနိုနဲ့အဲတိုင်လာဆိုတဲ့ဂျပန်လေးရဲ့ပွဲရှိရယ်ပြီးရင်ဒါဆောဂူရိုနဲ့တာဗိုရိုရဲ့ဒါပွဲရှိရယ်ပေါ့နော်အဲ့နှစ်ပွဲတွေကတပွဲပွဲလာနေတယ်ဆိုရင်ဂျိုရှွာပန်ပွဲနဲ့နီးပြီပေါ့နော်အဲအဲ့လိုမဟုတ်ဘူးအဲအဲ့ဒီရဲ့ရှေ့ရပွဲတွေလာနေတယ်ဆိုရင်တော့အဲစင်နိုင်လောက်မှာကိုကကြီးလိုက်လို့ဗျာဂျိုရှွာပန်ရဲ့၃ပွဲမြောက်တွဲတိုင်းလာနေတယ်ဆိုရင်တေချာတယ်ဒါအဲ၁၇နှစ် မတိုင်ခင်ဆယ်ခွဲနဲ့စက်တေကြမှာကျော်ရွာပံပွဲလာလိမ့်မယ်စသဖြင့်ဒါခမန်းကြည့်လို့ရတယ်ဗောနော်တေချောင်းအနေနဲ့ကတော့ဒါစေနိုင်လောက်မှာကိုယ့်ရဲ့ပြင်ဆင်နေရရှိတာပြင်ဆင်ပြီးတော့ထိုင်ဆောင်မှုထိုင်ဆောင်ကြည့်ကြဖို့အကြံပေးပေးခြင်းပါတယ်ဗောနော်ဂျိုရှွာပံပွဲလာနိုင်ခြင်းအချိန်ကတော့ဒါစက်တေဝင်းခြင်းပါပဲ ဘယ် line ကြီးနေကြည့်မလဲ။အော်ဘရမာဇုံတော့ကျွန်တော်ဟိုဖုန်းနဲ့လွယ်လွယ်ကူကူကြည့်လို့ရတဲ့ application တစ်ခုကိုညွှန်ပေးခြင်းတယ်။အဲ့ဒီ application နာမည်က Burma TV Pro ပေါ့နော်။အဲသူကတော့ကြာပြီပြအဲ့ဒီ app ရှိနေရတယ်လေကြာပြီ။ကျွန်တော်တို့ကတိကျဘောလုံးဝဲ ကြည့်ရင်းနဲ့တည်ရပါဘောနော်ဘောလုံးဝဲတွေကြည့်ရင်းနဲ့ဒီ app တွေကိုတည်ရဲအခုနောက်ပိုင်းတို့ဒီထုတ်ထားတဲ့ဘောင်ဝါ TV Pro မှာဆိုရင်ဒီဘောလုံးဝဲတွေအပြင်များ UFC ပွဲတွေရောတခြား TV line တွေရောသူကြည့်လို့ရရတယ်အများကြီးဒါထပ်ပါလာတာတွေ့ရတယ်ဘောနော်ကျွန်တော်အဓိကကြည့်ကြတာတော့ဒါဘောလုံးဝဲနဲ့ ဒီ UFC ပွဲတွေပဲကြည့်ရပေါ့နော်အဲ့ဒီ application ကနေကြည့်ပါလွယ်ကူပါတယ် application ရဲ့နာမည်က Power TV Pro ဖြစ်ပါတယ်ဒီ application ကိုဘယ်ကနေတွားယူရမလဲဆိုရင်ဗျာကျွန်တော်တို့ဖုန်းထဲကနေ Play Store ကိုတွားဟို Play Store ကိုတွား Play Store ထဲမှာတွားပြီးတော့ပေါ့နော်ရိုက်ရှာလိုက်အဲ့မှာ server ကနေပြီးတော့ Power TV Pro ဆိုရိုက်ရှာလိုက်ရင်တွေ့ပါပြီအဲ့ဒါကိုကျွန်တော်တို့ download ဆွဲလိုက်ပါ download ဆွဲပြီးတွားရင်တော့ဖုန်းရဲ့ကိုယ့်ရဲ့ဒီ ဝေါ်မှာပေါ့နော်ကိုယ့်ရဲ့ဝေါ်မှာအဲ့ဒီ application ပေါ်လာပါလိမ့်မယ်ပေါ်လာရင်အဲ့ဒီ application နဲ့ကိုဝင်လိုက်ပါဝင်ပြီးသွားရင်ပေါ့နော်အခုလိုမျိုး तू ကပထမဆုံးတွေ့ရမှာဗျာသူ့ရဲ့ Telegram ကို join မလားမ join လားဆိုတာမေးတာအဲ့ဒါလေးကိုရောက်တော့ဗျာ OK ကိုမနှိပ်ဖင်နေအောက်ကပေါ့နော်အောက်ကဟာကိုနှိပ်ပြီးရွေးလိုက်ရင်အထဲကိုရောက်သွားပြီအထဲကိုရောက်တဲ့အခါမှာပေါ့နော်ကျွန်တော်တို့ကဒီအဲ့မှာဆိုရင် soccer တို့ဘာတို့ဒီ category လေးတွေခွဲထားတဲ့ ခွဲထားတဲ့ထဲမှာကျွန်တော်တို့က main lip ဆိုပြီးတော့ရှိတယ်ဗျအလေကကောင်ပေါ့နော်အဲ့ဒီကောင်ကိုနှိပ်ကြည့်တာအဲ့ဒီကောင်ကိုနှိပ်ကြည့်လိုက်ရင် UFC ပွဲဒီပန်တိုဂျာနဲ့ဂျော်ရှွာဘန်ပွဲပုံလေးပေါ့နော်အဲ့ဒါထားထားတာတွေ့ရလိမ့်မယ်ပြီးရင်အဲ့ဒါလေးကိုထပ်နှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုရင်တော့ကျွန်တော်တို့သူ့ရဲ့လင်ထဲကိုရောက်သွားပါပြီအဲ့ဒီထဲကိုရောက်သွားပြီဆိုရင်တော့ server 1 2အဲနောက်ရက် server တွေပေးကြတယ်ကိုကြိုက်တာနဲ့ဒါကြည့်ကြည့်ပေါ့နော်သူရဲ့ဆာဗာတွေကအဓိကအားဖြစ်တော့ကြာကျွန်တော်ကြည်ရသလောက်တော့ဒါ review ရဲ့ quality ပေါ့နော်920 and 1080လို့အပီး480စသဖြင့်ပေါ့နော်ဒါ review ရဲ့ quality ကိုရွေးလို့ရတဲ့ server တွေပါတယ်နောက်တစ်ခုကတော့ဒီကြုံညာတဲ့အတန်ပေါ့နော်အဲ့ဒီအတန်ပေါ်မှာဒါမွေးရင်တန်နိုင်ရတယ်ရှိတယ်ဒါမှမဟုတ်လေတခြားခူကူလိုင်းလေးရှိရပေါ့နော်စသဖြင့်ပါလာတတ်တယ်ပေါ့နော်ဒါကတော့ဒါ application ကနေကြည့်တာဘာမှ TV Pro ကနေကြည့်တာပေါ့နော် အဲဒီ application ကနေမကြည့်ဘဲနဲ့ website တွေကနေ dive ကြည့်မယ်ဆိုရင်အဲကျွန်တော်ကတော့ဒါ K5 ဆိုတဲ့ Telegram channel တခုရှိရယ်ဗျာ K5 ဆိုတော့ဒါမြန်မာ sport ကကိုကျော်စုအောင်လို့ပါလို့ပဲသူတို့လုပ်ထားတဲ့ကပေါ့နော်အဲ့ဒီ K5 ဆိုတဲ့နာမည်နဲ့သူတို့ YouTube channel ရှိရယ်ဗျာ MMA အကြောင်းပါအကြောင်းပြောကြတယ်သူတို့ရဲ့သူတို့ပြောတာတွေလည်းဒါနားထောင်လို့ကောင်းတယ်ပေါ့ MMA အကြောင်းစုံလင်နေပေါ့ဗျာသူတို့တွေကတော့အဲ့ဒါကိုအဓိကထားပြီးတော့တင်ဆက်ပေးနေတဲ့သူတွေပေါ့နော်အဲ့ဒီ K5 ဆိုတာရှိရယ်ဗျာအဲ့ဒီ K5 ရဲ့ ဟိုအခွဲပေါ့နော်သူကပါလဲ five replay ဆိုရဲအဲ delivery channel လေးတက်တောင်တာရှိရဲကျွန်တော်ဟိုအဲ comment မှာ link တွေချထားပေးမယ်ပေါ့နော်အဲ့ဒီ telegram channel တွေထဲမှာသူ UFC ကိုတိုင်းရိုက်ကြည့်လို့ရတယ်သူ link တွေကိုအများကြီးပဲချထားပေးရပေါ့နော်အဲ့ဒီ link တွေဝင်ရတာကတော့နည်းနည်းဟိုတစ်ခါတည်းလေးတန်းပြီးတော့ဒီ ပွဲရောက်လာရှိတယ်အဲ့ဒါမှမဟုတ်ဘဲနဲ့ကြော်ညာတွေရောက်လာမျိုးလည်းရှိတယ်ပေါ့နည်း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 တော့စိတ်ရှည်ရတယ်အဲ့ဒီ website link တွေကနေကြည့်လို့ရပါတယ်အဲ့တော့ကိုယ့်ရဲ့ Telegram channel တွေကိုကြွားပါ Telegram channel တွေကနေပြီးတော့ပေါ့နော်ကျွန်တော်ဒီကွန်မမှာချတာပေးတဲ့ link တွေရဲ့ channel တွေကိုဝင်လိုက်ပါအဲ့ link တွေကနေ K5i တို့ Telegram channel တွေကိုဝင်လိုက်ပြီးရင်အဲ့ channel တွေမှာသူ Joshua Ban ပွဲကိုကြည့်လို့ရမယ် link တွေ link တွေချပေးထားလိုက်မယ်ဗျအဲ့ဒီ link တွေကိုနှိပ်ပြီးတော့ direct ဝင်ရောက်ကြည့်ရှုလို့ ရပါတယ်တခါတလေကြောင်ညာလေးတက်တာတခါတလေလည်းဟိုအဲ့ဒါတက်နေတာတွေတော့ဖြစ်တတ်တယ်ဗျာကိုပါကိုစိတ်ရှိလက်ရှိနေတာဒါရအောင်ရှားကြည့်ပေါ့နော်အဲ့ဒါတကူနောက်တစ်ခုကတော့ဗျာဒီမြန်မာ Fine Edition ဆိုတဲ့ဒါ Facebook page ကနေသူလည်း Telegram channel လောက်လာတာရှိတယ်အဲ့ဒီ Telegram Telegram channel ကနေပြီးတော့ဒါ UFC ပွဲကြည့်လို့ရတဲ့ link တွေချပေးလေးရှိရပေါ့နော်အဲ့ဒီမြန်မာ Fine Edition ဆိုတဲ့ဒါ Telegram channel link ကိုလည်းကျွန်တော်ဒါ YouTube ရဲ့ ဒီဒီဗီဒီယိုရဲ့ comment မှာချတာပဲပေါ့နော်အဲ့ channel တွေကိုဝင်လိုက်သူလည်းအစောတုန်းကတန်း K5 channel တော့ကလို့နီးတူပဲအဲသူ့ရဲ့ Telegram channel ထဲမှာ Joshua Van နဲ့ Brandu Jar တို့ကိုကြည့်လို့ရတယ် live live ကြည့်လို့ရတယ် link တွေကိုချတာပဲလိမ့်မယ်ပေါ့နော်အဲ့ဒီ link တွေကနေတာဒါဝင်ကြည့်လိုက်ပေါ့အဲ့တော့ဗျာဒါဟိုတကယ်လို့များပေါ့နော်ဟို ီဂျော်ရှွာဗန်ပွဲကိုကြည့်မယ်ဒီမိတ်ဆွေလေးမှာဒီ laptop ရောဥမာဖုန်းရောဒါမှမဟုတ်ရင်လည်းဒါဖုန်းနှလုံးရှိတယ်ဆိုရင်တော့ကျွန်တော်ကြံပေးနေတာတော့ဘာမှ TV app ကတော့ဖုန်းထဲမှာတော့ပေါ့နော်ဘာမှ TV ရနေပဲဖုန်းအဲ့ဒါအလွယ်ဆုံးပဲအဲ့ပြီးတော့ဒီ quality လေးတော်တော်ကောင်းတယ်ပေါ့နော် 8K quality နဲ့ကျွန်တော်တို့ကြည့်လို့ရတယ်ဘာမှ TV နဲ့ပဲဒါဖုန်းထဲမှာကြည့်တကယ်လို့ laptop တွေရှိတယ်ဒါမှမဟုတ်လေကိုကပေါ့နော် TV နဲ့ဒါချိတ်ထားတာပါညာရေးရှိရဆိုရင်တော့အဲ့ဒါတော့ဗျာဒီ website ကနေခုနကကျွန်တော်ပြောတဲ့ Telegram channel တွေမှာချပေးထားတယ်ဒါ website ဓာတ်ရိုက်လေးနေတယ်ကနေ laptop ဝင်ကြည့်ဖုန်းထဲမှာရောက်တော့ဗမာ TV ကိုဒါဖွင့်တာပေါ့ဗျာအဲ့ဒါဆိုရင်ဒါ line တွေပါတယ် error တက်တယ်ဆိုရင်တော့တကူက error တက်တယ်ဆိုဒီဘက်ကျွန်တော်တို့တကူကနေဒါကြည့်ကြည့်လို့ရတယ်ပေါ့နော်တကယ်လို့ကိုယ်မှာဖုန်းပဲရှိရယ်ဆိုရင်တော့ဗမာ TV နဲ့ပဲကြည့်ပါတကယ်လို့ laptop နဲ့ကြည့်မယ်ဆိုရင်တော့ခொနကပေါ့နော်ဒါ Telegram channel link တွေမှာဒါသက်ဆိုင်ရာပြီးသက်ဆိုင်ရာပေါ့နော်ဒီ MMA တင်ဆက်သူတွေရဲ့ချချပေးထားတယ်ဒီ Joshua Van ပတ်တို့ကြပွဲ ဓာတ်ရိုက်လင်းနေရာနေဝင်ရောက်ပြီးတော့ဒါကြည့်ရှုရမှာဖြစ်ပါတယ်ဒီအကြောင်းလေးကိုကျွန်တော်ဒါပြောပြပေးတာဖြစ်ပါတယ်ဗျဒါကျော်ရှူအောင်ပွဲရလည်းကျွန်တော်တို့ဒါ7နှစ်ဝင်ကျင်လောက်ဆိုလာတော့မှဆိုတော့တူတူအပေးကြပါမယ်ဗျာနောက်ပြီးကျွန်တော်ကြံပြီးချိန်တာတော့ဘောတော့ဒီကျော်ရှူအောင်ပွဲကိုကြည့်မယ်ဆိုရင်အ ਨੇ သုံးတော့ဘောတော့ဒါ Brandon Mo Brandon Morino နဲ့အဲဒီတိုင်တာတို့တိုင်တာတို့ပွဲကိုဘောတော့ ြည့်ပြအောင်ကြည်လိုက်ပါဘာလို့လဲဆိုအဲပွဲပြီးရဲ့အချိန်ရောက်ရင်အတားဂျော်ရှူအာဘန်နဲ့ပန်တိုဂျာရဲ့တည်ရမလားအင်တာဗျူးတွေသူတို့ကနောက်ကြောင်းနေတာမိတ်ဆက်တွေပါလာပါအဲ့ဒါပြီးမှထိုးရတဲ့ပွဲလာပါဆိုတော့ဗျာကြည့်မယ်ကြည့်တော့တည်ရမလားဒီအဲ့ဒါတွေပါကြည်ရတာရင်ခုန်စရာကောင်းတယ်ကကျွန်တော်အဲ့လိုဟာတွေကြည်တာဘယ်တော့မှစကြိုက်သွားလဲဆိုတော့အွန်လိုင်းအဆန်ပေါ့အွန်လိုင်းအဆန်ကျွန်တော်တို့ကဗီတာလီဘဲဒက်တို့ပေါ့အောင်နဲ့ဖိုးမဲ့အချိန်နေမှာဗျာကျွန်တော်တို့က ကြည့်ကြပြီမြန်မာပြည်မှာလည်းအဲ့ဒါရန်ကုန်မှာလည်းသူ World Championship ပွဲတွေလုပ်သွားသေးတယ်ပေါ့နော်ကိုဖိုးတော်တို့ဘာကိုလဲဒါမှတ်ရမိပါတယ်ပြောရင်တလက်စာတဲ့ပေါ့အဲအဆိုတော့ပေါ့နော်အဲ့ဒါတွေပဲကြည့်လို့ကောင်းတယ်အဲ့ဒါတွေပဲကြည့်ရင်ပွဲရတာရန်ကုန် စိတ်လှုပ်ရှားတွေကကောင်းတယ် UFC အနေနဲ့လည်းတော့ဒါပွဲမတိုင်ခင်ပြတဲ့သူတို့ရဲ့နောက်ခံဗီဒီယိုတွေက highlight လေးတွေပဲသူတို့ရွေးပြီးပြဖြစ်တဲ့အတွက်တော်တော်ကြည့်လို့ကောင်းတယ်ပြီးတော့ Joshua Van ကိုလည်းတကယ်ကိုသူတို့ပေါ့နော်ပရိသတ်အားပေးမှုများတာတိတိတဲ့အတွက်ကြောင့်ပြီးတော့သူတို့ကိုယ်နိုင်ကြိုင်နေတတ်တဲ့အတွက်ကြောင့်တော့ဒါ promotion တွေပါအကြီးအကျယ်ဆင်းတဲ့သဘောမျိုးလုပ်နေတာတွေ့ရတယ်ဗျာဥပမာ Joshua Van ရဲ့ interview တွေကိုပို့ပြီးထုံးလွှဲနေတာမျိုးကျွန်တော်တို့ဒီ Facebook မှာဆိုရင်လည်း Joshua Van ပါတဲ့ပုံတွေကပို့ပြီးတော့ line ကြီးရနေတာမျိုးတွေရှိနေတယ်ပေါ့နော်ဒါ social media ီးယာမှာဆိုရင်တော့ဒါကျွန်တော်တို့ပြည်သူတွေအနေနဲ့ကလည်းကျွှေရှုအပန်းကိုဒါကောင်းကောင်းဝင်ရပြီးအပေးနေကြတာတွေ့ရတဲ့အတွက်လည်းအထော်လေးဝမ်းသာရပါတယ်ကျွှေရှုအပန်းအနေနဲ့လည်းသူ့ရဲ့ပေါ့နော်ဗရမာဆုံးချန်ပီယံကပတ်ကြီးကိုပြီးတော့အာရှသားအနေနဲ့ဗရမာဆုံးစကူနိုင်မဲ့ချန်ပီယံကပတ်ကြီးကိုဒီနေ့မှပဲအပိုင်းပိုင်ပိုင်နိုင်နိုင်စကူရရှိနိုင်ပါစေလို့ကျွန်တော်တို့ကဆုတောင်းမေတ္တာပို့သပေးနေတယ်ချန်ပီယံကပတ်ကြီးကိုရရှိနိုင်မယ်လို့လည်းယုံကြည်လျက်ရှိနေပါတယ်ခင်ဗျာကျွှေရှုအပန်းကိုအတူတူအားပေးကြပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်